အားလုံးစတဲ့ကြိမ်အတွက်တဲတကွက်လေးပြပေးပါမယ်နော်ကျွန်တော်တို့90ပြည့်နှစ်မှာလေပထမကပေါ့နော်နှစ်ခုနှစ်နှစ်ခုနှစ်ကျွန်တော်ဖရင်တယ်မယ်နော်နှစ်ခုနှစ်ဖရင်ကနေဒါ339တုံးက3ထိပ်အောင်သွားတဲ့ line ပေါ့နော် အဲ့မှာကျွန်တော်မမလို့သုံးထိတ်နေကျွန်တော်တတိယထိတ်နေမှာရွေးချယ်ပေးခဲ့တဲ့ကနားထိတ်စည်းလိုင်းနောက်ထိတ်စည်းတော့အောင်နေပြကျွန်တော်တို့ဒီလိုင်းကနေမှာအာအခုပွဲကိုလည်းပဲဆက်ပြီးတော့နော်လေးကလုံးကတော့ပေးထားပြီဆိုတော့အဲအခုပွဲကိုကျွန်တော်တို့ဒီလိုင်းထဲကနေ သေးတကွက်ပေါ်ထုတ်မယ်နော်ဟုတ်ပြီဒီနှစ်ခုနှစ်အဲ့ဒီနှစ်ခုနှစ်ကနေကျွန်တော်တို့သူ့ရဲ့တပွဲကြော်မှာတဲ့သုံးထိတ်သူသုံးထိတ်လို့ရိုက်ပါတယ်နော်သုံးထိတ်သူသုံးထိတ်လို့ရိုက်တယ်လို့သူ့ရဲ့ဘေးကဒီတစ်ထိတ်ကတဲ့ကျွန်တော်တို့နော်အဲ့မှာတစ်ထိတ်ပါနော်ထိတ်သူထိတ်ပါပဲတစ်ထိတ်သူတစ်ထိတ်ပါနော် ဒုတိယကထိပ်စီခါတိုင်းအပိတ်တလုံးချင်းစီသွားမယ်နော်နိခွန်နေရဒီစောင်းတဲ့ပင်ကြောင့်မှာလေးထိပ်စီကလေးထိပ်သူထိုက်ရိုက်တာပါနော်အဲ့လိုလေးထိပ်သူလေးထိပ်ရိုက်ပြီးတော့သူ့ရဲ့နောက်ဘက်ကိုးထိပ်ကကိုးထိပ်သူကိုးထိပ်လို့ဒီမှာပြန်ရိုက်ပါတယ်နော်ဟုတ်ပြီတတိယကနိခွန်နေနော်သူ့ရဲ့စောင်းတဲ့ပွဲကြောင့်မှာကျွန်တော်ကိုးထိပ်သူကိုးထိပ်လို့ဒီမှာရိုက်ပါတယ်နော် ကိုထိတ်တူကိုထိတ်ရိုက်ထားတဲ့သူ့ရဲ့ဘေးကနော်အနည်းခုနည်းရဲ့ဇောင်းမှာပေါ့ဒီကိုထိတ်ကကိုထိတ်တူကိုထိတ်လို့ဒီမှာထိတ်တူထိတ်ပြန်ရိုက်ပြန်မယ်နော်ဒီလိုအလုံးဒီမှာစရုပ်ထက်ကနော်အလုံးလေးကရှိတယ်နှစ်ခုနှစ်သူ့ရဲ့ဒီဇောင်းနှစ်ပွဲကြောင်ဟာ၃ထိတ်က၃ထိတ်နော်၃တုံညာကိုထွက်တဲ့ဘက်ကဒါကျွန်တော်မှပါဒီလက်ရည်နေမှာကျွန်တော်၃ထိတ်နဲ့ကနန်းတွေရေးပေးတယ်နော်အောင်ခဲ့ပါတယ်နော်၃ထိတ်အဲ့တော့သူ့ရဲ့ဘေးကပေါ့နော်ဒီခုနှစ်ရဲ့ဇောင်းဒီ၆ထိတ်က၆ထိတ်ပါနော် sẽ đi mà sau thay bằng à cho nó mà bà bà ở đây lại sau thay này mà nó đi lại này là một hậu vụ nó tay xây này là bọ ê sẽ đi chơi cho nó mà bà bà ở đây à cho nó là không sẽ à chúng mình cái này chỉ bảo để nhà nó đi nhanh đi bây nó bọ nó cho nó mà bà bà ở đi phải phụ bà mẹ nó ဒါတွေကလည်းကောင်းလို့နော်ဒီကနေပဲပြပေးလိုက်ပါတယ်အားလုံးနော်ဟုတ်ပြီဒါဆိုထိတ်စီလိုက်ကပြီးပြီခါတိုင်ကြည့်အောင်ဗျခါတိုင်ဒီကျွန်တော်တို့ဒီ၃ပိတ်နဲ့ကူခါနေပါနော်နေလို့ပုံတည်ဖြစ်တယ်ဗျနော်ဒုတိယကမှလည်း၃ပိတ်နဲ့ကူခါနေကနေလို့ပုံတည်ဖြစ်တယ်ဗျနော် တတိယကတ်မှာလဲဒီမှာနစ်ပိတ်နဲ့တုံညာခါနေမှာနစ်လို့ဘုံတိဖြစ်တာပါเนาะဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာ၃ပိတ်ရှိတယ်ဗျနစ်ဖြစ်ရန်ဒီခုပွဲမှာကျွန်တော်တို့ကဒါကျွန်တော်ကူးခါထဲမှာနစ်ဖြစ်မှာเนาะကူးခါထိန်ပါเนาะကူးခါထိန်နေတော့69ရှိတွဲလို့ရပြီเนาะအဲနောက်တစ်ချက်ကြည့်လိုက်ပါဦးမယ်ကျွန်တော်တို့ဒါလေးကိုအဲ့လိုလည်းနစ်ဖြစ်တယ်တဲ့เนาะ သူ့ရံပေါ်မှာကွာပေါင်းချင်း30ပါနော်4 6ဒီနှလုံး30ဒီနှလုံး30ကိုဒီနှလုံး30လို့လဲတက်ညီပြန်လဲရနေဖြစ်ချင်းနဲ့လဲကိုခါနော်ဒီနှလုံး30ကြောင့်ဒီနှလုံး30ဖြစ်ရံလဲတိထိတ်ရှိပြီတော့ကိုခါနေဖြစ်ရံလဲကိုခါဟုတ်ပြီနော်ဒီကိုရှည်တွဲပထမကမှာဒုတိယကနော်ကိုတိုက်ဒီကိုတိုက်ရိုက်ထားပြီဇာနေဖြစ်ရံဒီမှာ3ရှိလို့ကိုခါဝင်တယ်လို့ဒီမှာကွာပေါင်း10ပြသူ့ပေါ်မှာနော်ဒီနှလုံး10ကိုအဲဒီနှလုံးပြန်10ပါလေဗျာနော်နိဖြစ်ရံလဲကိုခါ နော်ဒီနှလုံးရှစ်ကြောက်ဒီနှလုံးရှစ်ပြည့်ရလဲကိုးခါခဲ့တာပါပဲနော်အဲ့လိုကဲညီနေပါလေမြတ်တကယ်တတိယကတ်မှာနော်ထိတ်တူထိတ်ရိုက်လိုက်တယ်ဒါဆိုဒီမှာသူ့ရဲ့အပေါ်မှာခွာပေါင်းချင်းကိုးဒီနှလုံးကိုးနော်ဒီနှလုံးကိုးကိုကျွန်တော်တို့ဒီမှာဒီနှလုံးကလည်းပြန်ကိုးပါလေဗျာနော်နေ့ဖြစ်ရလဲပဲတုံညာခါထဲတဲ့နေ့ရှိလို့နော်ဒီနှလုံးကိုးကြောင့်ဒီနှလုံးကိုးပြန်လဲတုံညာခါထဲတဲ့ကဲညီနေပြန်ဗျာနော်အဲအခုဒီလေးကထိကိုကဲညီနေလို့နော်ဖောက်ပါလေဒီရဲ့စိတ်ကနော်မိခင်ဘွဲဒီမှာခွာပေါင်းငါးပါနော် ဖာ၅ပါ၅၃နှစ်မှာနော်ဒီနှလုံး၅ကိုဒီနှလုံး၅မှာဆိုတော့၆လိုက်ပြီလေ၆လိုက်ကြပြီ၅ဖြည့်ဖို့ကဒါ၆ဖြည့်တော့၉ခန်းထဲမှာနော်ဒီနှလုံး၅ကြောင့်ဒီနှလုံးက၅ဖြည့်ရမှာတော့ဒါ၉ခန်းဝင်မှာနော်၆ရဲ့၉ရဲ့ဒီ၅လို့ဖြစ်တယ်ဒီနှလုံးနှစ်ပုံတွေဖြစ်မှာလည်းပဲ၃ပိတ်ရှိတယ်နှစ်ဖြည့်ရင်လည်း၉ခန်းဒီနှလုံး၅ကြောင့်ဒီနှလုံး၅ပြင်လဲ၉ခါနော်ဈေးကလုံးတက်ညီနေကြ69ရှိတွဲနော်ဒီအပိတ်လိုင်းကိုကြည့်လိုက်ရအောင် တဲ့တကွက်သေးပါလားနော်အပိတ်လိုက်ကတဲ့ကျွန်တော်တို့ဒီမှာရှစ်ပိတ်ပြနော်ဒီရှစ်ပိတ်ရဲ့ဒီသုံးပိတ်ရဲ့ဒီတစ်ပိတ်ရဲ့ဒီအပိတ်သုံးလုံးကလည်းနေ့လို့ပုံတည်ဖြစ်မယ်ဗျနော်ရှစ်သုံးတစ်ဆိုစနစ်ပါနော်ဒါတကွက်တဲ့ထွက်လိုက်ပြနော်ဒီကိုတစ်ပထမကမှာအဲဒုတိယကမှာလဲနော်တစ်ပိတ်ရဲ့သုံးပိတ်ရဲ့ရှစ်ပိတ်ရဲ့တစ်သုံးရှစ်ဆိုလည်းစနစ်လို့ပုံတည်ဖြစ်တာပါနော်အပိတ်သုံးလုံးကိုလည်းနော် ကူကူရှိဟိုတရကမှာနော်အဲဒီတက်ကွက်ထဲပါတတိယကမှာနော်ခုံပိုက်ရဲ့နစ်ပိုက်ရဲ့၃ပိုက်ရဲ့မှာစနစ်လို့ဖြစ်မှာပါနော်၃ခုနစ်စနစ်လို့ပုံစံဖြစ်တာအပိတ်၃လုံးတော့မှာနော်ခုတုံညာ၃မှာနော်၃ကစီလုံးတာလိုင်းလုံးကကျွန်တော်လုပ်တာမှာနော်ဒီရဲ့လိုင်းကိုမကြီးမီခဲ့လို့ပေါ့နော်၃ကစီနဲ့အခု၄ကစီတွေကိုဒါလာနေတယ်နော်ခောက်တယ်လို့နှစ်ချက်ကညီနေလို့အပိတ်ကိုကျွန်တော်တို့ဒီ၃ပိုက်ရဲ့ဒီ၃ပိုက်ရဲ့ 6လို့ရှိတယ်ဗျနော်6လို့ရှိတယ်စနေဖြစ်ရန်ဆိုဒါကျွန်တော်တို့ယခုဘွဲမှာ6နောက်ပိတ်ထဲမှာအဲစနေဖြစ်မှာပါနော်ဒါဆို696တပေါက်ထဲပါနော်ဟုတ်696ပါနော်6 96တဲပါစက်တကြိမ်မှာเนาะဒီရဲ့ line ကเนาะကျွန်တော်တစ်ခါတော့ပြန်ရှင်းပြမယ်เนาะနိခွန်နိရဲ့တပွဲကြော်မှာလဲ3ထိပ်က3ထိပ်ကို3ထိပ်ကြတယ်လို့ ူရဲ့ဆောင်တစ်ထိတ်ကတစ်ထိတ်သူတစ်ထိတ်လို့ကြားလိုက်တယ်တစ်ထိတ်เนาะခါတိုင်းဒီဒီအပိတ်နဲ့เนาะဒီခါနဲ့နှလုံးပေါင်းကြီးကနစ်လို့ပုံတည်ဖြစ်တယ်300 900ကြီးစနစ်ပါเนาะနောက်သူရဲ့ဘော်ဒီခွာပေါင်း30ကိုဒီနှလုံးကလည်း30လို့ပြန်ဖြည့်ချင်းနဲ့လည်းကိုခါပါနစ်ဖြည့်ချင်းနဲ့လည်းကိုခါပါကဲ့ညီနေเนาะအပိတ်3လုံးထောင်ကလည်း8 3စနစ်လို့ပုံတည်ဖြစ်မှာじゃเนาะဒီပိတ်ထဲလိုက်တာဒီကိုတစ်ပထမကမှာနောက်ဒုတိယကပါเนาะနစ်ခုနစ်ရဲ့ဇောင်းနှပင်ကြောင်မှာ၄ထိတ်တူ၄ထိတ်လို့ကြားတယ်เนาะ ူရဲ့ဘေးကကိုးထိတ်ကလည်းကိုးထိတ်ပြီးကိုးထိတ်လို့ပြန်ကြခဲ့တယ်နော်အဲ့ဒါဒီမှာ၃ဘိုက်နဲ့ကိုးခါနဲ့မှစနစ်လိုပုံစံဖြစ်မှာပါနော်နောက်ဒီကွာပေါင်း၈ကိုဒီနှလုံးပေါင်းကလည်း၈ဆိုရင်လည်းကိုးခါပဲထည့်တယ်စနစ်ပြန်လည်းကိုးခါပဲထည့်တယ်နော်အဲ့မှာ၁၃၈ဆိုရင်အပိတ်၃လုံးကစနစ်လိုပုံစံဖြစ်ချင်းတယ်နော်ဒါကိုးကိုး၈ပါနော်ဒုတိယကမှာတတိယကနှစ်ခုနှစ်ကနေနော်ဆောင်းတဲ့ပွဲကြော်မှာကိုးထိတ်ပြီးကိုးထိတ်လို့ကြာတယ်နော်အဲ့လိုကြာလို့သူ့ရဲ့ဘက်ဒီကိုးထိတ်လည်းကိုးထိတ်ပြီးကိုးထိတ်ပြီးမှပြန်ကြတယ် နော်ဒီနှစ်ပိတ်နဲ့တုံရခားနဲ့နှစ်လို့ပုံသေးဖြစ်တာပါနော်နောက်ဒီသူ့ရဲ့ဘောခွာပေါင်းချင်းကိုဒီနှလုံးကိုကိုဒီနှလုံးကကိုလို့ပြန်ဖြစ်ချင်းနဲ့လဲကိုကြီးလို့တုံရခားထဲတယ်နှစ်ဖြစ်ရင်လဲတုံရခားထဲတယ်ကဲ့ညီတယ်နော်အချိန်မှာအပိတ်ကိုခုံရဲ့နှစ်ရဲ့သုံးရဲ့မှစနစ်လို့ဖြစ်မှာပါနော်ခုံနဲ့သုံးမှာအပိတ်သုံးလုံးကစနစ်ပုံသေးဖြစ်တယ်ကိုတုံရသုံးတတိယကမှာနော်ကဲအခုစတုတာကနော်နှစ်ခုနှစ်ရဲ့တပွဲကြောင့်မှာသုံးထိတ်သူသုံးထိတ်လို့လဲနော်ကြားခဲ့ပြီကြာနော်ဒီဘွဲမှာကျွန်တော်မှန်ပါလေတတိယနေရာမှာသုံးထိတ်နဲ့ကျွန်တော်ကနန်ယူ ထည့်ပေးဒီလက်ရည်နေအောင်ငဲတဲ့၃ထိပ်ကနော်ဒါဆိုလို့အောင်သွားလို့တွေ့ရပြီ၆ထိပ်က၆ထိပ်၆ထိပ်လို့ရိုက်ရမှဒီကွယ်၆ထိပ်နောက်ဒီမှာ၃ပိတ်နဲ့ကိုးခါဝင်မှစနစ်လို့ပုံတည်ဖြစ်မှာပါနော်ဒီနေ့လုံးစနစ်ပုံတည်ဖြစ်ချင်းပါနော်အဲဆိုကိုးခါဝင်လိုက်တာပါနော်စနစ်ဖြစ်ရပြီးခဲ့ဝဲဒီမှာခွာ၅ဒီနေ့လုံး၅ကိုဒီရှိရှိပေါင်းဒီနေ့လုံးက၅ဖြစ်ရမှာ၆ရှိလို့ကိုးထည့်တာ၅ဖြစ်ရနော်အဲနေ့ဖြစ်ရလဲ၃ရှိလို့ကိုးထည့်တာတူနေတယ်နော်တင်ကြီးနေတယ်အဲ့တော့ပေ၃လုံးထောင်လာဒီ၃ပိတ်ရ၃ပိတ်ရ၆လို့ရှိတယ်ဗျစနစ်ဖြစ်ရ 唱戏鱼子嘛，炒哪杯天嘛，生的皮嘛，是不？唱菇唱肉，这个过来加了吧